ိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ Israel နဲ့ Iran နှစ်နိုင်ငံအကြောင်းအပြစ်အခက်ရစေးကြောင်းကြေညာပြီးရပ်ပိုင်းအကြာမှာပဲလူ26ယောက်ကို Israel နဲ့ပူးပေါင်းလုဆောင်နေလို့ Iran ထောက်လန်းရေးအဖွဲ့ကစွပ်စေးကဖန်ဆီးလိုက်ပါတယ်။ဒီပုံကိုယ်တွေဟာဇီယွန်စစ်အစိုးရပြုလုပ်ခဲ့တဲ့စစ်ပွဲတွေရဲ့စစ်ဆင်ရေးမှာပူးပေါင်းဆောင်ရွက်ပြီးတရှိုးလုံးသူတွေအဖြစ်သတ်မှတ်က Iran ရဲ့ထောက်လန်းရေးအဖွဲ့ကဖမ်းဆီးလိုက်တာဖြစ်တယ်လို့ အီရန်နိုင်ငံပိုင်သတင်းဌာနကပြောကြားခဲ့ပါတယ်အခုဖန်စီမိုးဟာစနစ်ရက်ကြာစစ်ပွဲအတွင်းအီရန်နိုင်ငံအတွင်းသူတို့ရဲ့ကွန်မန်ဒိုတွေကရှုဝက်လုဆောင်ခဲ့တယ်လို့ X-ray စစ်ဦးစီးချုပ်ကပြောကြားခဲ့ပြီးတဲ့နောက်ပေါ်ပေါက်လာခဲ့တာလည်းဖြစ်ပါတယ်ဒီဖန်စီမိုးနဲ့ပတ်သက်ပြီးအမေရိကန်ထောက်လှမ်းရေးရဲ့အကူအညီကိုအီရန်ထောက်လှမ်းရေးအကြီးအကဲကရှိကျခဲ့တယ်လို့ဆိုပါတယ် Israel အတွက်တရှိုးလုတ်တဲ့ဆိုတဲ့ဆွဆေးချက်နဲ့လူ၃ယောက်ကိုလည်းကွပ်မျက်လိုက်တယ်လို့ Iran ကပြောကြားခဲ့ပါတယ် အပြည့်အခက်ရစေးရေးစတင်အသက်ဝင်စဉ်ကတည်းကအစ္စရေးနဲ့အီရန်နှစ်နိုင်ငံစလုံးဟာပဋိပက္ခမှာအသီးသီးအောင်ပွဲရရှိခဲ့တယ်လို့တစ်ဖက်နဲ့တစ်ဖက်အခိုင်အမာပြောကြားခဲ့ကြပါရဲ့ရှင်